မြင်းမြဲရတနာရဲ့သွေးကချင်းလီရဲ့မြခုံးချားမှာရှိနေတယ်။မင်းကကြိုက်တဲ့အချိန်ယူလို့ရတယ်။နဖျားကြီးကလေးဟောင်းကဝင်လင်းကိုစိတ်အသက်ရတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပါလေ။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်။ဒီပစီသုံးခုကိုပထမအဆုံးတောင်းမနေငတ်နဖျားကြီးခရီးကလက်ဆင့်ကမ်းပြီးခဲ့တာ။မျိုးဆက်တွေတစ်ခုပြီးတစ်ခုနဖျားကြီးခရီးတွေရတာလက်ဆင့်ကမ်းနိုင်တယ်။ မင်းရောသူတို့လုံချုံအောင်ထိမ့်သိမ့်ရမယ်။နှစ်ဖျားရဲ့ခရီးဟောင်းကမင်းထားရလိုက်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအရင်ဥမအနှင်းနေပြီးရက်လက်ယုံနေတဲ့နာကျင်နေရပါတယ်။ဒါဝရင်သူ့ရဲ့မျိုးလုံးတွေကဆိတ်လို့ရှားမှုနဲ့စိတ်အတာရမှုကနာကျင်မှုအလုံးကိုမေ့သွားစေပါတယ်။သူကထားရတဲ့အခါနှစ်ဖျားရဲ့ခရီးဟောင်းကဝင်လင်းကိုလက်ပြလိုက်ပါတယ်။သူ့ရဲ့မျက်နှာမှာကျဉ်းနာမှုတွေကပြင်းထန်နေပါတယ်။ဝလင်းကစဉ်းစားရင်နှစ်ဖျားရဲ့ခရီးဟောင်းရဲ့ဘေးကိုလျှောက်သွားပါတယ်။ထိုအဖိုးကြီးကဝလင်းကိုကြည့်ပြီးဝလင်းရဲ့ခေါင်းပေါ်လက်တင်ကတူတူလေးပြောလိုက်ပါတယ်။ ဒီနေ့ရစပြီးမင်းရနဖျားကြီးကလေးအစ်စ်ပဲငါရဲ့မျိုးနွယ်တွေနဲ့တွတ်တွေ့လိုက်ပါငါငါဘွားရဲ့နောက်ဆုံးကျင့်ကြံမှုကိုလုပ်တော်မယ်ခုနှစ်ရက်နေငါ့ကိုပြန်လာတွေ့ဝလင်ကနဖျားကြီးကလေးဟောင်းကိုတိလိုက်ပါတယ်သူကတခုခုကိုပြောဖို့အတွက်ပါဇက်ကိုဟားလိုက်ပြီမယ်နောက်ဆုံးတော့ပါဇက်ပိတ်ပြီးခေါင်းညှစ်လိုက်ပါတယ်အဖိုးကြီးကိုအထိပ်ပြက်ပါတယ်အချင်းနဲ့ကြည့်ပြီးနောက်သူကလက်ထွက်သွားပါတယ်ကျက်သွေးအောင်တန်ချက်ကအဖျူအောင်ဝေးအောင်အဖျူအောင်စပင်နဲ့အဖျူအောင်တောင်မိုင်ငတ်တတူတွေရာဝလင်းကိုထူးခြားတဲ့ပုံသဏ္ဍာန်ကိုပေးဆွမ်းပါတယ်သူကဝေးလက်နဲ့နေရာစီကိုတဖြည်းဖြည်းနဲ့ပြောက်ကွယ်သွားပါတယ်အဖိုးကြီးကမျိုးလုံးမိတ်ပြီးတော့ကျဉ်ကျက်နေပါတယ် ဝလင်းရဲ့စိတ်ကနည်းနည်းလေးလံနေပါတယ်။နဖျားကြီးခရီဟောင်းရဲ့အကြည့်အားသူ့ကိုတွန်ထင်အောင်သတိရစေပြီးတပြင်းကိုချမိစေပါတယ်။ဝလင်းကရှေ့ဆက်သွားတော့သူဖြတ်သွားတဲ့ကျဉ်ကျဉ်ဂျိုပေါ်ကျဉ်ကျဉ်သူအလုံးဒီပါထွက်လာကြပါတယ်။နဖျားကြီးခရီဆိုတဲ့အဟိတန်နေရကောင်းကင်းကိုတုံလုံးသွားစေပါတယ်။ထိုအဟိတန်နေရတောင်မနီနဖျားခိုင်းဝင်းနေမီမတနိုင်တဲ့နှစ်တည်းတခြားဖိနှိပ်ထားခံရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့မျောလင်းချက်တွေကိုဖော်ပြနေပါတယ်။ကျဉ်ကျဉ်သူတွေကပူပူပြီးတော့ဝလင်းနောက်ကိုလိုက်လာကြပါတယ်။အထူးသဖြင့်ဂျူနီယာတွေကဝလင်းကိုဂျိုတေလေးစားတဲ့အကြည့်နဲ့ကြီးနေကြပါတယ်။ဝလင်းကရှေ့ဆက် က်သွားတဲ့အမျှလိုက်လာတဲ့တောင်မန်နီငှက်ဂိုင်းဝင်းတွေကပိုပြီးတော့များလာပါတယ်။တခင်တောင်မန်နီငှက်ဂိုင်းဝင်းတွေကစိတ်လှုပ်ရှားစေရအောင်အော်တန်တစ်ခုကြောင့်ဝယ်လင်းကခဏရက်သွားပါတယ်။လေကြီးနဲ့ခေါင်းကြီးကောင်လေးကသူ့စီကိုအမြန်ပဲပြန်တန်းလာကြပါတယ်။ဝယ်လင်းကပြုံးပြီးနှစ်ယောက်လုံးခေါင်းညပြလိုက်ပါတယ်။သူကရှေ့ဆက်သွားတော့ဝမ်းမြောက်တဲ့ရေတံတစ်ခုကပဲ့တင်ထလာပြီးစစ်ထူနံကပေါ်လာပါတယ်။သူကဝယ်လင်းကိုဖတ်ပြီးတော့ပြုံးလိုက်ပါတယ်။ကောင်းတယ် မင်းရောက်နောက်ဆုံးတော့ထွက်လာပြီပဲဝယ်လင်းရဲ့အပြုံးကပို့ပြီးတော့ပြပြင်လာပါလေစစ်ထုံငယ်ရဲ့ထိုင်ရည်ရပျောက်ကွင်းသွားပြီးသူ့ရဲ့ကျင့်ကြံမှုကလည်းပို့ပြီးတော့အားကောင်းလာပါပြီသူကအစိုးရနော်ချုပ်တီးထားနိုင်နေပါပြီငွေရောင်ဝစ်ဆုံတဲ့အမျိုးသမီးနဲ့လှိုင်ကူလီပင်းရှင်သခင်ကစစ်ထုံငယ်ရဲ့နောက်ကနေလိုက်လာကြပါတယ်ငွေရောင်ဝစ်ဆုံတဲ့အမျိုးသမီးကဝယ်လင်းနောက်မှာတိတ်တဆိတ်နဲ့လိုက်ပါလာပါတယ်လှိုင်ကူလီပင်းရှင်သခင်ကတော့ရိုသေတဲ့အမူအရာရှိပေမဲ့သူ့ရဲ့မျက်လုံးထဲကဝမ်းမြောက်မှုကနှလုံးသားထဲကနေလာတာပါ နောက်ဆုံးမှဝလင်ကတောင်မနီငတ်နှဖျားကန်းရဲ့နောက်ဆုံးချိုရှေးကိုရောက်တော့ဂိုင်းဝင်းဤအေးအတွက်ကောင်းလင်းကိုဖုံးလန်းနိုင်လောက်အထိမပြားနေပါတယ်နှဖျားဤကရစ်နှဖျားဤကရစ် ုံလုံးဖွဲ့ရအဟိတန်နေရကျေတာကောင်းကင်ထဲရအခြားအတန်အားလုံးကိုလွှမ်းမှုသွားပါတယ်တောင်မန်နီငတ်နဲ့ဖျားကန်းရဲ့ပင်မချိုနောက်ဆုံးတစ်ခုကရန်တောင်ရှိတဲ့ဂျူလဲဖြစ်ပါတယ်ထိုချိန်မှာသူ့ရဲ့ဘေးကဂိုင်းဝင်းနေရဲ့အားပေးနှစ်သိမ့်တန်နေကိုနားထောင်ရင်သူ့ရဲ့မျက်နှာပိုပြီးတော့မှန်းညွှလာပါတယ်သူကဝင်လင်းကိုရက်စတဲ့အကြည့်နဲ့စိုက်ကြည့်နေပါတယ်သူ့ရဲ့ဘေးကလူရန်ရန်တောင်မထိမမြင်ပြူတဲ့အကြည့်နဲ့ကြည့်ပြီးမီးမတွနိုင်တဲ့လူတွေဝင်းရက်နေတဲ့ဝင်လင်းစီးကိုပြတ်တန်းသွားပြီးရိုသေစွာနဲ့ပြောလိုက်ပါတယ်လူရန်နဖျားကြီးကလေးကိုချိုးဆိုပါတယ် သူမရိုသေလေးစားမှုအပြည့်အရှိနေပါတယ်။နဆိုးဝိညာဉ်ပြီကိုရောက်ဘူးတဲ့သူတွေထက်ဝလင်းချောင်းဘသူကမှပို့ပြီးတော့မသိနိုင်ပါဘူး။သူကလည်းထိုလူတွေထဲကတယောက်ပါပဲ။နဆိုးဝိညာဉ်ပြီမှာရှိခဲ့တဲ့လူတွေကဝလင်းရဲ့နီးပညာကိုအပြည့်အဝလေးစားအားကျသွားပါတယ်။ဖန်ရှန်ကတော့ခြေတုံးချတုံးလုပ်ပြီးမှလေတဲကိုပြန်တက်လာပြီးလိုရနေတူဝလင်းကိုနှုတ်ဆက်လိုက်ပါတယ်။ဂျိုးပေါ်ကဂိုင်းဝဲအများစုကဝလင်းကိုစိတ်လှရှားစွာနဲ့ကြိုးစုံနေကြပါတယ်။ရန်တောင်အကြီးကဲအနေငယ်နဲ့သူ့တစ္ဆာရှိတဲ့အခြားလူတွေရဲ့မှိုင်းညိုတဲ့မျက်နှာတွေကအခြားလူတွေနဲ့တီးတောက်ကွဲပြားနေပါတယ်။ရန်တောင်ကခေါင်းမိုးလိုက် က်ပြီးလူတိုင်းနဲ့အတူပြုံးနေတဲ့ဝက်လင်းကိုစိုက်ကြည့်ပြီးအော်ဟစ်လိုက်ပါတယ်ဝက်လင်းငါမင်းကိုစိန်ခေါ်တယ်သူကဒီလိုလုပ်ရပါမယ်ဝက်လင်းကသာဒီတိုင်းဆက်သွားနေရင်သူကနဖျားဤကလေးဖြစ်ဖို့အတွက်ဘလို့မှမဖြစ်နိုင်တော့ပါဘူးတောင်မန်နီငတ်နဖျားကိုင်းမှာနဖျားဤကလေးကအရှင်သခင်ပါပဲနဖျားဤကလေးကိုစန့်ကျင်ရတဲ့ဒူရန်ကဂိုင်းတစ်ခုလုံးရဲ့ရန်သူဖြစ်လာပါလိမ့်မယ်ဒိုးရရင်တောင်မန်နီငတ်နဖျားကိုင်းမှာတည်ရှိတဲ့ဥပဒေသားတစ်ခုကြောင့်ရန်တောင်ကဝက်လင်းကိုစိန်ခေါ်ရတာပါ ထိုအိုတန်ကကြေတာရီတခြားမှာပိတ်တင်ထက်သွားပြီးလူရန်ကညင်သက်သွားပါတယ်ပတ်ဝန်းကျင်ကလူတွေရဲ့အကြည့်အားလုံးကရန်တောင်စီကိုစုပြုံသွားပါတယ်တောင်မဏီငတ်နှဖျားခိုင်းရအကြီးကဲအချိုးဝလည်းရှိနေပါတယ်သူတို့ရဲ့တောင်ဝင်ကဝင်လင်းနှဖျားဤကလေးအဖြစ်အခက်ခဲမရှိပြောင်းလဲနိုင်အောင်လို့ကူညီပေးဖို့ပါပုံကန်တဲ့အတန်မျိုးသူတို့ကဘလို့မှခွင့်မပြုနိုင်ပါဘူးထိုရာနှဖျားဤကလေးဟောင်းကပေးပို့လိုက်တဲ့တေတံအမိပါပဲရန်တောင်ရဲ့နှဖူးမှချွေးတွေရပြင်းနေပြီးလူရန်ရဲ့အကြီးတွေကသူ့စီမှာရှိနေပါတယ်ထိုကြောင့်သူ့ရဲ့စိတ်ကတွန်လို့သွားပါတယ်ဒိုးရရင်သူ့စီမှာစိုးရင်နေဖို့လေအချိန်ရမ ရှိပါဘူး။သူကဝင်လင်းကိုစိုက်ကြည့်ပြီးတော့အဟိလိုက်ပါလေ။ဝင်လင်းမင်းကငါရဲ့စိန်ခေါ်မှုကိုလက်ခံရေးလား။မင်းကလက်မခံရင်နဖျားအိတ်ကလေးဖြစ်ဖို့အတွက်မင်းရောမထိုက်တောင်းဘူး။ရန်တောင်နောက်ကအဖိုးကြီး၃ယောက်ကရှေ့ကိုထိုးလာပြီးသူ့ကိုဝင်းရံလိုက်ကြပါတယ်။ပြီးတော့ဂိုင်းဝင်းနေချာအချီကဲမျိုးကိုစိုက်ကြည့်ကြပါတယ်။ရန်တောင်မင်းရောအခန့်နေဖို့မင်းတို့၃ယောက်ကနဖျားအိတ်ကလေးဟောင်းရဲ့အမိတ်ကိုပေါ်ပေါ်ထင်ထင်စန့်ကျင်တော့မှလား။လူအုပ်ကြရရနေရက်ရှိတဲ့အဖိုးကြီးတယောက်ကထွက်လာပါတယ်သူကနဆိုးဝင်းပြီမှာရှိခဲ့တဲ့နိဗ္ဗာန်ဖြစ္စည်းသူအစင်ရဲ့အကြီးကဲတွေထဲကတယောက်ပါ အကြီးကဲကျိုးကျွန်တော်တို့တောင်ပိုင်းငတ်နှဖျားခိုင်းရဲ့ဥပဒေသားတွေအရနှဖျားဣကရစ်တပါးနောက်တပါးဘွဲမီလွှဲပြောင်းတဲ့အခါဂိုင်းဝင်အားလုံးမှာဣကရစ်ရဲ့ယာထူးအတွက်စိန်ခေါ်ခွင့်ရှိတယ်မဟုတ်ဘူးလား မစင်မကျင်တဲ့လူမအကြီးကဲကျိုးရဲ့မျိုးလုံးလေးမှာအစ်စရဲရေကောင်တစ်ခုပါဖြည်းဖြည်းသွားပါတယ်။သူကလှောင်ပြုံပြုံပြုံလိုက်ပေမဲ့ဘာမှမလုပ်ပဲခြေလန်းနေငယ်နောက်ဆုတ်သွားပါတယ်။ထိုဖိုးကြီးတယောက်ထရရတာမဟုတ်ပါဘူး။ယခုချိန်မှာထိုနေရာမှာရှိတဲ့မေးမတွန်းနိုင်တဲ့လူတွေထရရနဆိုးဝင်းညိပြီကိုတွားခဲ့ဘူးတဲ့လူတွေကရန်တောင်လှောင်ပြောင်တဲ့အကြီးတွေနဲ့ကြီးနေကြပါတယ်။အချို့ကတော့တနာတဲ့အကြီးနဲ့ကြီးနေကြပါတယ်။ထိုအကြီးတွေအောက်မှာရန်တောင်ရဲ့စိတ်ကနောင်မတုံမလုံးဖြစ်မိပါတယ်။လွန်ခဲ့တဲ့၃နှစ်ကနဆိုးဝင်းညိပြီမှာဝင်လင်းရဲ့အောင်မြင်မှုတွေအကြောင်းသူကအများကြီးကိုမှကြားခဲ့ရပေမဲ့သူကမြုံကြည့်ခဲ့ပါဘူး။ ယခုတော့ဝလင်းကနိဗ္ဗာန်အမြန်ရုံအစင်းရဲ့အထုံးထိတ်မှာပဲရှိနေတာကိုသူကရှင်းလင်းလင်းမြင်တော့ထိုကောလာဟာလာတွေကိုပိုလို့တော့မှမြုံကျင်တော့ပါဘူးသူကစကားပြောတော့မလို့ပဲရှိသေးထိုးချိန်မှာဝလင်းရဲ့အစ်စရဲအချီရရန်တောင်စီကိုစိုက်ကြည့်လာပါတယ်သူရဲ့အချီရရန်တောင်စီကိုရောက်တဲ့အချိန်မှာရန်တောင်ရဲ့ခန္ဓာကိုယ်ကတုံသွားပြီးနှလုံးသားထဲမှာချမ်းဆိတ်သွားပါတယ်သူရဲ့နောက်ကအကြီးကဲတောင်ရဲ့မျက်လုံးနဲ့ရနောက်ကျင်းမြောင်းသွားပါတယ်မင်းကငေါ့ကိုစိန်ခေါ်ရင်ရှင်တန်ဖို့အတွက်အခွင့်အရေးမရှိဘူးမင်းကစိန်ခေါ်ခြင်းသေးလား ဝလင်းရဲ့အတန်အတင်ပေမဲ့အစ်ဆက်တဲ့ရွေချက်ကပြင်းထန်နေပါတယ်။နဆိုးဝင်းညင်ပြီမှာရှိခဲ့ဘူးတဲ့ဒူတိုင်းကနှလုံးသားထဲမှာချမ်းဆိတ်သွားပါတယ်။ညရဲ့မှုံမိုင်းမှုကိုဆုပ်ဖဲပစ်လိုက်တဲ့စွမ်းနဲ့ရှေးခေးအိမ်မက်တုံကကောင်းကင်ကိုဖျက်ဆီးပစ်နိုင်တဲ့လက်တီချက်ရဲ့စွမ်းကိုသူတို့ကဘရောမောင်းမေးနိုင်ပါဘူး။ရန်တောင်ရဲ့စိတ်တွေကပူပြင်းထန်စွာတုန်လှုပ်လာပြီးမကောင်းတဲ့နမိတ်တစ်ခုကိုခံစားရပါတယ်။ဒူဝရင်အခုတော့သူကနဆိုးလို့မရပါဘူး။တေချာစစေးပြီးရဲ့နောက်ဝလင်းကတကယ်ကိုမှနိဗ္ဗာန်အမြန်အောင်အစင်းရဲ့အထွန်းထိတ်မှပဲရှိနေတာကိုသူကဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့မျက်နှာမှိုင်းညွတ်သွားပြီး ီတွားမြောက်အန်ချိတ်ကပြောလိုက်ပါလေစိန်ခေါ်တယ် ဝလင်းကကောင်းကြီးလိုက်ပါတယ်သူရဲ့မူလားခဏကူနဲ့အခုကခွဲထားပေမဲ့အစွမ်းထက်တဲ့ရှီအောင်နှဖျားခဏကူမရှိရင်တော့ဝလင်းမသူ့ရဲ့ဤပညာတွေရရှိနေပါသေးတယ်ယတနာလက်နဲ့တိုင်းတဲ့တွင်နိဗ္ဗာန်တန်းစင်သူအစဉ်ကျဉ်းတဲ့အားလုံးကိုသူကတက်ဖြတ်နိုင်ပါတယ်နိဗ္ဗာန်ဖြည့်ဆည်းသူကျဉ်းတဲ့သူတွေနဲ့တော့တိုက်ခတ်ရေးပါတယ်တကယ်တော့သူ့ရဲ့မူလားခဏကူကရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေအခုချိန်မှာဘာမှကွာခြားမှုကမရှိတော့ပါဘူးတကယ်ကွာခြားချက်ကသာရှိမဲ့ဆိုရင်ထိုရာအစွမ်းထက်တဲ့ခဏကူကဝလင်းရဲ့ခဏကြီးအားလူတိုင်းရဲ့မျှော်လင့်ချက်ထက်ကျော်လွန်သွားမယ်ဆိုတာပါပဲ သူရဲ့ထူကြတဲ့အခါဒီမှာမှအသုံးပြနိုင်တဲ့နေတာတော်ညအကြောင်းဆိုရင်တော့ပြောစရာတော့မလိုတော့ပါဘူးထို့သုံးနှစ်အတွင်းမှာသူရဲ့နေတာတော်ညကနေရာအလုံးကိုပြောင်းနှံ့သွားပြီးမဟာမိတ်ဖက်အတွင်းမှာကြီးမားတဲ့မှုတိုင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့တဲ့ဆိုတာဝင်လင်းကမသိသေးပါဘူးနေတာတော်ညကအကြီးကဲဘွားကိုတက်လိုက်ုံတွေမကပဲအလုံးစုံမရှိသူရဲ့ပုံရင်းကုတ်ဘွားတစ်ခုကိုလည်းတက်လိုက်ပြီးတစ်ခုကိုလည်းပြင်းထန်စွာနဲ့ဒဏ်ရစေခဲ့ပါတယ်ထို့ကဲ့သို့တိုက်ပွဲမှတ်တမ်းကဝင်လင်းကိုတညာထိုင်တဲ့အစင်းမင်းကြီးညက်သူတယောက်ဖြစ်လာစေခဲ့ပါတယ် ဘလို့ပဲဖြစ်ဖြစ်မင်းကတောင်ပန်နေငှက်နှဖျားခိုင်းရဲ့အဖွဲ့ဝင်တယောက်ပဲဒါကြောင့်မီးသူတို့အချင်းနဲ့ငါမင်းကိုတိုက်ဆုံးခွင့်ကိုပေးနိုင်တယ်ဝလင်းကညာလက်ကိုဝင်လိုက်တဲ့အချိန်မှာသူ့ရဲ့နောက်မှာပုံရိပ်ဝိညာဉ်ခန္ဓာတစ်ခုကပေါ်လာပါတယ်တောင်ပန်နေငှက်ကိုကောလှုပ်ဝက်ပြောင်းလဲခြင်းထိုဝိညာဉ်ကပေါ်လာတဲ့အချိန်မှာပုံဝင်ချင်းကခိုင်းဝင်းနေချာမှာဆူညံသွားပါတယ်ပြီးတော့ရင်ခုန်စရာအကြီးတွေကဝလင်းစီကိုကြောက်လာပါတယ် တောင်မန်ဒီငတ်ကိုကောင်လှုပ်ဝဲပြောင်းလဲခြင်းအားနဖျားဤကရစ်တယောက်ထရားသာတင်ယူနိုင်တဲ့နီးပညာပါရန်တောင်ဝဲမျက်နှာကတော့ချက်ချင်းပဲဖြူဖြော့သွားပေမဲ့သူ့ရဲ့မျက်လုံးတွေကမကျင်မနှံ့ဖြစ်မှုနဲ့မလိုလားမှုများပြည့်နှက်သွားပါတယ်သူကအော်ဟစ်လိုက်ပြီးလက်နဲ့လက်စိတ်တစ်ခုကိုဖွဲလိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ကနေမိတော့တွေကထွက်လာပါတယ်အပူလိုင်းတွေကသူ့ရဲ့ပက်လက်မှာမှုံဝါတန်ကြက်ကတစ်ခုကိုဖြစ်ပေါ်စေပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကအိဆက်နေပြီးလက်ကိုဝင်ရဲလိုက်တော့သူ့ရဲ့နောက်ကဝင်းညင်ဟာသူ့ရဲ့လက်မောင်းထဲကိုဝင်သွားပါတယ်သူ့ရဲ့လက်မောင်းကိုရွှေ့လိုက်ပြီးရန်တောင်ရဲ့ခန္ဓာကိုယ်ကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်လောင်မြိုက် အေးဆက်တဲ့အတန်ပက်တင်ထက်သွားပါတယ်။ကဘာပေါ်ကမီးတော့အလုံးကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကပတ်ဝန်းနေပါတယ်။အခုချိန်မှာမီးသားဆိုရင်ဝယ်လင်းရဲ့စကားကိုနားထောင်ရပါမယ်။ ထိုစကားနှလုံးနဲ့တင်ရန်တောင်ရဲ့ပြက်လက်ရမီယာလုံးကတုံလုံးသွားပြီးရန်တောင်စီကိုရုတ်တရက်ခုံလာပါတယ်။အန်ဒီရဲ့ဂျုံတွေ့ရတဲ့အချိန်မှာရန်တောင်ရဲ့မှုံဝါတန်ချက်ကဝင်လင်းစီကိုပြန်တန်းတဲ့ဓာတ်ချောင်းလိုတဟုန်တိုးထွက်လာပါတယ်။ရန်တောင်ရဲ့စိတ်ကတုံလုံးသွားပါတယ်။ဝင်လင်းကသူ့ရဲ့မိတော်တွေကိုထိန်ချုပ်နိုင်မယ်လို့သူကမထင်တာပါဘူး။ထိုရာသူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်တယ်ဆိုတာသူကသိပါတယ်။ထိုတိုက်ခိုက်မှုကဝင်လင်းကိုပြင်းထန်စွာနဲ့ဒဏ်ရာမရစေဘူး။ဒါမှမဟုတ်တက်လို့မရရင်သူ့နောက်ကမိတော်တွေရောက်လာရတယ်။သူကအနေကြီးသွားပါလိမ့်မယ်။တစ်ချက်ထင်းနဲ့သူ့ရဲ့အတောကိုယူလို့ရတယ်။ ဝလင်းရဲ့မျက်နှာကတော့တင်ညင်နေပြီးညာလန်းရဲ့လက်စိတ်တစ်ခုကိုဖွဲကရန်တောင်းကိုလူညွန်းနဲ့ထိုးလိုက်ပါတယ်တောင်ပနေငတ်ကိုကောလှုပ်ဝဲပြောင်းလဲခြင်းရဲ့ပထမပြောင်းလဲမှုကသူ့ရဲ့စွာအပြေဝါကိုပြသနေပါတယ်အခုချိန်မှာဝလင်းရဲ့ညာလက်ကနေပူပြင်းတဲ့အပူကိုခံစားရပါတယ်မီးမူလာဆိုရင်တုံးနဲ့ပဲမြင့်တက်ခြင်း ဝင်လင်းရဲ့တင်ငိမ့်တဲ့အတန်ပိတ်တင်ထက်သွားတဲ့အခါသူကရန်တောင်လညုံနဲ့ထိုးလိုက်တော့ရန်တောင်ကရုတ်တရက်သွေးများထွက်လာပြီးသူ့ရဲ့ခန္ဓာအတွင်းအနေပောက်ကွဲတန်နေရထွက်လာပါတယ်သူကချက်ချင်းပဲနောက်ပြန်တွထုတ်ခံလိုက်ရပြီးသူ့ရဲ့မျက်လုံးလေးမှာကြောင်ရွံ့မှုနဲ့ထိတ်လန့်မှုတွေဟာပြင်းထန်နေပေမဲ့သူတကယ်ခံစားရတာရှုပ်ထင်းမှုပါဒါဝါရင်သူကနောက်ပြန်တွထုတ်ခံလိုက်ရတာနဲ့သူ့ရဲ့ခန္ဓာအတွင်းအနေအတန်နေရပုံမှုထွက်လာပါတယ်သွေးမုံနေရသူ့ရဲ့ခန္ဓာအနေပန်းထွက်လာပြီးသူကသွေးလေးလေးဖြစ်သွားပါတယ်ထိုးချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကအစစ်စစ်မှမှကွဲသွားပြီးပောက်ကွဲမှုတွေဟာဆက်ဖြစ်နေပါ ါတယ်လက်ဆက်တဲ့သွေးတွေကပန်းထွက်လာပြီးရန်တောင်ကခြေခွဲဖွဲ့ရောက်အဟိလိုက်တဲ့အခါသူ့ရဲ့မူလာဝိညာဉ်အားထိတ်လန့်နေကြတဲ့ထွက်ပြေးသွားပါတယ်သူကအခုထိရှုပ်ထွေးနေတုန်းမှလက်ညိုးတစ်ချောင်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ပြုတ်ကွဲသွားတဲ့အကြောင်းရင်းကိုသူကမသိပါဘူးသူကရင်သူ့ရဲ့မူလာဝိညာဉ်ကလွတ်မြောက်သွားတဲ့သူ့ကိုထိတ်လန့်စေတဲ့မိုးကြိုးပစ်တံတစ်ခုကသူ့ရဲ့မူလာဝိညာဉ်ကနေထွက်လာပါတယ်ထိုအော်တန်မှာမိနဲ့မိုးကြိုးရဲ့ဖြစ်စင်းနိုင်တဲ့စွမ်းအားကပေါဝင်ပါတယ်ရန်တောင်ရဲ့မူလာဝိညာဉ်ကလည်းချက်ချင်းပဲပြုတ်ကွဲသွားပါတယ်ခနာလီနဲ့ပြီးသွားပါတယ်အခြားလူတွေကတော့ဝင်လင်းကလက်ညိုးနှစ်ချက်ထိုးလိုက်တာနဲ့ရ န်တောင်ကတည်ဆုံသွားတာကိုပဲမြင်လိုက်ကြရပါတယ်အစားနဲ့အဆုံးထိဝင်လင်းကတည်ငြိမ်နေပါတယ်တောင်မန်နီငတ်ကိုကောင်လှုပ်ဝဲပြောင်းလဲခြင်းပေါ်သူကစိတ်မပြတ်သွားပါဘူးတောင်မန်နီငတ်နှစ်ဖျားကြီးခရင်မျိုးဆက်တစ်ခုထဲရတာကျင့်ကြံနိုင်တဲ့ထုံနီးပညာအလွန်အမဆွမ်းထက်သင့်ပါတယ်မိုးကျုံနဲ့ပေါင်းဆက်ထားလို့ငါမျောလင့်ထားတာထန်တော့ပို့ပြီးတော့အစွမ်းထက်နေရဖြစ်နိုင်တယ်ဝလင်းရဲ့အကြီးကလူတိုင်းကိုပြီးလွားကြည့်ရှုပြီးရန်တောင်နောက်ကအဖိုးကြီးတုံးအစီကိုကြောက်ထားပါတယ်။တယောက်ကနိဗ္ဗာန်ဖြစ်စီသူအစောပိုင်းအဆင့်မှာရှိပြီးကျန်တဲ့နှစ်ယောက်ကနိဗ္ဗာန်တန်းစင်သူနှောက်ပိုင်းအဆင့်မှာရှိနေပါတယ်။ မင်းတို့၃ယောက်ကလည်းငါ့ကိုစိန်ခေါ်ကြလားဝင်လင်းရဲ့ညာဘက်မျက်လုံးထဲမှာအဖီအောင်မီရဝပေါ်လာပြီးအဖိုးကြီး၃ယောက်ကိုစိုက်ကြည့်လိုက်ပါတယ် နိဗ္ဗာန်တန်းစင်သူနှောက်ပိုင်းအဆင့်အဖိုးကြီးနှစ်ယောက်ကအချင်းချင်းကြီးလိုက်ကြပြီးနိဗ္ဗာန်ဖြစ်စည်းသူအစောပိုင်းအဆင့်အဖိုးကြီးကိုကြီးလိုက်ပါတယ်သူတို့ကရှင်းလင်းလင်းပဲသူ့ရဲ့အမိတ်တွေကိုလိုက်နာနေကြရပါထိုအဖိုးကြီးကဝန်လင်းကိုကြီးလိုက်ပါတယ်သူ့ရဲ့မျက်နှာတင်းငင်နေပေမဲ့စိတ်ထဲမှာတော့ထိတ်လန့်နေပါတယ်သူကလည်းရန်တောင်အောင်နှစ်ချက်ထင်းနဲ့တက်နိုင်ပေမဲ့သူကနိဗ္ဗာန်ဖြစ်စည်းသူအဆင့်ကြီးညက်သူတယောက်ဖြစ်ပြီးဝန်လင်းကတော့နိဗ္ဗာန်အမြန်အောင်အဆင့်ရဲ့အထုံးထိတ်မှသာရှိသေးပါတယ်ထိုအရာပါထိတ်သွင်းစဉ်းစားမယ်ဆိုရင်သူရှိကလူကိုသူကအလေးထားပါမယ်ပို့ပြီးတော့ရေးကြည့်တာတော်မန်နီငှက်ကိုကောင်လှုပ်ဝက်ပြောင်း လိမ့်ချင်းအဖိုးကြီးရဲ့စိတ်ကတုန်လှုပ်သွားပါတယ်ပတ်ဝန်းကျင်ရအခြားအကြီးကြီးတွေရဲ့အကြီးတွေဟာသူ့ဖို့မမြင်ရတဲ့ဖီးယားတွေကိုတက်ရောက်စေပါတယ်အဖိုးကြီးကခဏစဉ်းစားပြီးတင်ငိမ်စွာနဲ့ပြောလိုက်ပါတယ်နဖျားဤကလေးကိုချိုးဆိုပါတယ်သူကပြောပြီးရဲ့နောက်အခြားအဖိုးကြီးနှစ်ယောက်ကလည်းစိတ်အသာရသွားပြီးဒပိုင်နဲ့ထဲပြောလိုက်ကြပါတယ်နဖျားဤကလေးကိုချိုးဆိုပါတယ်သူတို့နောက်မှာတော့ထုတ်တုံးရဲစကားကိုနားထောင်နေခိုင်းဝင်နေပါသူတို့အားလုံးကရူသေးစွာနဲ့ဝင်လင်းကိုကြိုးဆိုလိုက်ကြပါတယ်။နဖျားကြီးကလေးကိုကြိုးဆိုပါတယ်။ ထိုအချိန်မှာရှိနေတဲ့ဂိုင်းဝင်အားလုံးရဲ့အတန်တွေကပြင့်တင်ထက်သွားပါတယ်လူထောင်ပေါင်းများစွာရဲ့အဟိတန်ကကဘာကိုတုံလုံးဖွဲ့ရအတန်တစ်ခုကိုဖြစ်ပေါ်စေပါတယ်ဝလင်းရဲ့မျက်နှာတည်ငြိမ်နေပါတယ်လူတွေကဝင်းရံ့ပြီးကြိုးစုံနေကြပြီမဲ့ထိုနေရာမှာရှိတဲ့လူအများစုကမလိုလားကြဘူးဆိုတာသူကနားလဲပါတယ်ဘလို့ပဲဖြစ်ဖြစ်သူရဲ့ကျင့်ကြံမှုအစဉ်အရာထိုနေရာမှာရှိတဲ့လူတန်းကိုနှိမ်နေနိုင်လောက်အထိမြင်မှောက်မှုမရှိပြင်မဲ့သူကဂယူးမဆိုင်ပါဘူးဝလင်းရဲ့နှလုံးသားတောင်ပန်နေငက်နဲ့ဖျားခိုင်းမှာမရှိပါဘူးယခုချိန်မှာဝလင်းကိုအားပေးတဲ့အနေနဲ့လူတွေကဝင်းရနေတဲ့အချိန်မှာ ရှုပ်ထွေးတဲ့စိတ်ခံစားမှုတွေရရှိနေပြီးစိတ်တွေရပြန်လွင့်နေတဲ့လူအနေငယ်ရလည်းရှိပါတယ်ပထမတယောက်ကတော့တာရှန်ပါသူကဝင်လီနဲ့မတွေ့ပဲသူ့နေရာမှာပဲကောင်းကင်ကိုညီတက်ဆောင်နဲ့ကြီးနေမိပါတယ်သူရှိနေတဲ့ဂျိုဘွားကနေဝင်လီကိုမမြင်ရပေမဲ့ဝင်လီကိုအဝေးကနေသူကမှင်းပြပြခံစားမိပြီးဝင်လီရဲ့ပလက်ကကျူစိုတန်တွေကိုလည်းကြားနေရပါတယ်သူရဲ့မျက်နှာရှုပ်ထွေးနေပြီးအတော်ကြာတဲ့အထိတပင်းချပြီးမှမျက်လုံးလေးကိုမှိတ်ကဆက်လက်ကျဉ်ကျပ်နေပါတယ်ဒါဝါရင်သူ့ရဲ့စိတ်ကတော့လုံးဝညီတက်မသွားပါဘူးသူ့အပြင်အခြားတယောက်ကလည်းအတူတူပါပဲထိုလူကမြေအိုးပေါ်မှာထိုင် ုင်နေပြီးဝိုင်အိုတွေဝင်းရက်နေပါတယ်။သူကဝိုင်အိုတလုံးကိုယူပြီးတငုံတောက်လိုက်ပါတယ်။သူ့ရဲ့မျက်နှာမှာလည်းဝန်းနေမှုတွေကပေါက်နေနေပါတယ်။ဝလင်းရဲ့ပလက်ကစီကားမှုနဲ့ရှင်ထိုဖိုးကြီးကရန်အုံးမှာအထီးကျန်တဲ့ပုံပေါက်နေပါတယ်။သူ့ရဲ့နောက်မှာတော့တင်ရာတိတ်တဆိတ်နဲ့လိုက်ပါလာပါတယ်။တာရှန်နဲ့ဟီချန်အပြင်ထိုအကြောင်းနဲ့ပတ်သက်ပြီးရှုပ်ထွေးတဲ့ခန်းစားချက်တွေရှိနေတဲ့အခြားတယောက်ကလည်းရှိနေပါသေးတယ်။ထိုလူကတော့ရှူလီကောပါ။သူကမီးတောက်တွေဝင်းရက်နေပြီးဘရုံးမမပင်မန်းသလိုဆဲဆို့နေပါတယ်။ဝလင်းမင်းကဘာလို့ဒီအဖိုးကြီးကိုမလွတ်သေးရလဲ။ 少翁命俺少来。Soul, နောက်နှစ်ရက်အတွင်းမှာပဲကျန်တဲ့နှဖျားကိုင်း၃ခိုင်းဟာအကြီးကဲတွေကဝလင်းကတောင်ပဏီငတ်နှဖျားကြီးကလေးဖြစ်လာတာကိုဂုံပြူဖို့အတွက်ရောက်လာကြပါတယ်။တောင်ပဏီငတ်နှဖျားကိုင်းတစ်ခုလုံးကယခုချိန်မှာအရန်အောင်မှစီကားနေပါတယ်။ဝလင်းကအခြားနှဖျားကိုင်း၃ခိုင်းဟာအကြီးကဲတွေကိုအလုံးမရည်ကြီးပါတယ်။နှဖျား၄ပါးကိုင်းကအခန်းတစ်ခန်းထဲမှာမျှဝေကြပြီးထိုနေရာမှာရှိတဲ့အကြီးကဲအများစုကနဆိုးဝင်းညင်ပြီးမှရှိခဲ့ကြပါတယ်။သူတို့ကဝလင်းရဲ့ဤပညာကိုမြင်တွေ့ခဲ့ကြလို့ဝလင်းကနိဗ္ဗာန်အမြန်အောင်အစဉ်ကျဉ်းကျဉ်းသူတယောက်တာဖြစ်တဲ့ဆိုတဲ့အချက်ကိုသူတို့ကသဘောဆန့်ပဲမလောင်ပြောင်ရေး ြပါဦးရင်ကျင်းစွာနဲ့စကားပြောပြီးရနောက်ဂိုင်းတုံးကန်းရအကြီးကဲတွေဟာနေထိုင်ဖို့နေရာကိုချပေးပါတယ်ဂိုင်းတုံးကန်းရအကြီးကဲတွေကလည်းဝင်လင်းကိုအရန်အောင်မှယူဆိုင်ကြပါတယ် အထူးသဖြင့်မိုးပြောင်းနဖျားခမ်းရောက်ဥဆောင်တဲ့အကြီးကဲ၃ယောက်ကဝင်လင်းကိုအလုံးအမရိုသေကြပါတယ်။လွန်ခဲ့တဲ့၃နှစ်ကဝင်လင်းကမိုးပြောင်းနဂါးနဖျားဣကရေရဲ့တရင်ကိုတောင်မဏီငတ်နဖျားခမ်းကိုပြောပြတော့သူတို့ကလည်းထူကိဆာအကြောင်းကိုတည်သွားပြီးဝင်လင်းကထူတရင်ကိုယူဆောင်လာပေးလို့အလုံးအမကျေးဇူးတင်ကြပါတယ်။နဖျားဣကရေအစ်တက်လာဖို့အတွက်ကြီးမားတဲ့အခမ်းအနားတစ်ခုကိုလိုအပ်ပါတယ်။ထူရနဖျားလေးပါခမ်းရဲ့ထုံတန်းတလေးဖြစ်ပြီးဝင်လင်းကတော့ပြောင်းလဲလို့မရပါဘူး။ထူခမ်းနားကို၆ရက်မြောက်နေ့မှာတတ်မှတ်ထားပါတယ်။ ဝယ်လင်းကပုံမှန်အားဖြင့်အလုပ်တွေများနေပြီးယခုချိန်မှာအနာယူဖို့အတွက်အချိန်တော်မရှိသလောက်ပါပဲ။ တောင်ပိုင်းနိုင်ငံနဲ့ဖျားခိုင်းတဲ့ပတ်သက်ပြီးသူတိရှိအောင်လိုအပ်မဲ့အရာတွေကအများကြီးဥမာရှိပါတယ်။ဒါအပြင်တောင်ပိုင်းနိုင်ငံနဲ့ဖျားခိုင်းရအကြီးအကဲအလုံးကလည်းဝန်လင်းကိုအတိမမပြုတ်ကြသေးပါဘူး။သူတို့ကနဖျားဤခရေဟောင်းရဲ့အမိတ်ကြောက်တာလက်ခံထားကြတာပါ။တို့ရရင်ဝန်လင်းကထိုးရရီကိုဘာမှမလုပ်ပါဘူး။တောင်ပိုင်းနိုင်ငံနဲ့ဖျားဤခရေဖြစ်ဖို့သူသဘောတူခဲ့တာအားလည်းတောင်ပိုင်းနိုင်ငံနဲ့ဖျားဤခရေဟောင်းနဲ့သဘောတူညီမှုတစ်ခုကြောက်တာဖြစ်ပါတယ်။၃နှစ်အတွင်းမှာတောင်ပိုင်းနိုင်ငံနဲ့ဖျားဤခရေဟောင်းကသူ့ကိုအများကြီးဥမာကူညီခဲ့ပါတယ်။ထိုးရသဘောတူညီမှုရဲ့တစိမ့်တစ်ပိုင်းပဲဖြစ်ပေမဲ့ဝန်လင်းကတော့ထိုးကျေးဇူးကို ပြန်ဆက်ရပါမယ်။ဒဝရင်ဝလင်းကသူ့ရဲ့လက်ရှိအခြေအနေကြောင့်တနေရာထဲမှာအချိန်ကြာကြီးမနေနိုင်ဘူးဆိုတာသူကသိပါတယ်။ထို၃နှစ်အတွင်းမှာသူကကျဉ်ကျဉ်နေမကြာခဏနိုးလာပြီးအရေးပြားတွေကတဆက်ဆန်းနဲ့ခံစားရပါတယ်။တစ်ချိန်နှစ်ချိန်ဆိုရင်တော့ကိစ္စမရှိပေမဲ့ထို၃နှစ်အတွင်းမှာဝလင်းကဒီလိုမျိုးစိတ်ချိန်ထက်မနေခံစားခဲ့ရပါတယ်။ ထိုခန်းစားချက်ကပို့ပြီးတော့ရှင်းလင်းလာပြီးဟင်းသားဗရာဂျိုကနေလာတယ်လို့သူကမှင်းဖြပြခန်းစားရပါတယ်ဝလင်းကသူ့ရဲ့ကြင်ကြက်မှုအစဉ်မစ်တလာနဲ့အမျှအန်နီယကိုချိုတင်မြင်နိုင်စွမ်းကလည်းမြင်လာတယ်ဆိုတာရှင်းလင်းလင်းသိပါတယ်ထိုအန်နီယခန်းစားချက်ကထော်ဆန်စီကနေလာတယ်ဆိုတာထင်ရှားပါတယ်လွန်ခဲ့တဲ့နှစ်2000ကရှီယောင်နှဖျားပီကနေထွက်ခွာသွားတော့ကထော်ဆန်ရဲ့အဟိတန်ကဝလင်းရဲ့စိတ်ထဲမှာပဲ့တင်ထနေတယ်လို့ပါပဲသူစီရဲ့အမွေကိုပြန်ယူဖို့အတွက်မင်းစီကိုငါလာမယ့်တနေ့ရရှိလာလိမ့်မယ်ထော်ဆန်ကမကြခင်ထွက်လာတော့မှငါစိုးရင်မိတယ် ဝယ်လင်းကပင်မချိုတစ်ခုပေါ်ကမီတောင်တစ်ခုရဲ့အစုံးမှရှိတဲ့ကြော်တုံးတုံးပေါ်မှာထိုင်နေပါတယ်မီတောင်ကမိကုံးငွေတွေနဲ့အတူပြင်းထန်တဲ့အပူထွက်လွတ်နေပါတယ်ထော်ဆန်ကဝယ်လင်းရဲ့ခေါင်းပေါ်မှာဘယ်အချိန်မဆိုကြာဆင်းလာနိုင်တဲ့ဓာတ်ထောင်းလိုပါပဲဝယ်လင်းကနှစ်တထောင်ကျော်ထိုအန်ရဲ့ကိုရင်ဆိုင်နေရပါတယ်သူ့ရဲ့ရှေးအောင်နှဖျားမူလခန္ဓာကိုယ်ကကျင်ကားပွင့်အဆင်းကိုရောက်သွားပြီးအမွေစက်ခန့်ရတဲ့မျက်ညံ့တွေကနေရတဲ့အသိပညာတွေရှိတာကြောင့်ဝယ်လင်းကကျက်ရှိပွင့်ရှေးအောင်နှဖျားတစ်ပါးရဲ့စွမ်းကိုအသေးစိတ်လ ీల နိုင်ခဲ့ပါတယ်သူ့ရဲ့လ ీల မှုရဲ့ရလက်ကသူ့ကိုထိတ်လန့်စေခဲ့ပါတယ်ဘယ်အချိန်မဆို လွတ်မြောက်ပြီးသူ့ကိုချက်ချင်းလိုက်လံရှာဖွေမဲ့အစွမ်းထက်ရန်သူတယောက်ကရှိနေလျက်နဲ့ဝက်လင်းကငင်းကျန်းစွာနဲ့ထုံနေရာမှာနေလို့မရပါဘူးမဟုတ်ရင်တခုတည်းသောရာလက်ကနဖျားလီးပါးကန်းကိုဒုက္ခရောက်စေပြီးထော်ဆန်အားဖျက်ဆီးပစ်ပါလိမ့်မယ်ဝက်လင်းကနှစ်တထောင်ကျော်ကျဉ်ကျန်ခဲ့ပြီးသူကအမြူတေအစင်းကျဉ်ကျန်သူလေးမဟုတ်တော့ပါဘူးထော်ဆန်အားလည်းအကောင်းဝိမဲ့ဝက်လင်းကလည်းလုံးဝမပြင်ဆင်လာတာမဟုတ်ပါဘူးကောင်းကင်ဧကရေချင်းလင်ရတာပြန်လဲရှင်းတန်းလာနိုင်ရင်သူနဲ့ထော်ဆန်တဲ့ဘသူကရှင်နိုင်မလဲဆိုတော့ငါသိချင်တယ်ဝက်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးတောင်အောက်ကိုကြည့်လိုက်ပါရင် တောင်ပိုင်းငတ်နဖျားခိုင်းရဲ့ဂျွာလုံးကမီးလောင်ကျွမ်းနေပါတယ်တစ်ချက်ကြည့်လိုက်ရင်အလုံးကနီရဲနေပါတယ်နဖျားဤခရစ်ဟောင်းရဲ့ကုညီမှုအတွက်ယာယီပြန်ပြီးတော့ပေးဆက်တဲ့အနေနဲ့မိုးပြောင်းနဂါးနဖျားဤခရစ်ကိုငားကယ်ရမယ်ထော်ဆန်ရဲ့တဖြတ်မှုတွေကိုရှောင်ရှားပြီးသူ့ကိုအနိုင်ယူနိုင်တဲ့စွမ်းအားကိုရရင်ငားပြန်လာပြီးတောင်ပိုင်းငတ်နဖျားခိုင်းကိုကြီးပွားတိုးတက်အောင်လုပ်မယ်ထော်ဆန်ရဲ့လက်ချက်နဲ့သာငားတည်ဆုံးခဲ့ရမယ်ဆိုရင်တော့ဝလင်းကကောင်းကင်ကိုညင်သက်စွာနဲ့ချပြီးခါတိစွာနဲ့ပြုံးလိုက်ပါတယ်ထော်ဆန်သူ့ကိုအလွယ်တကူနဲ့လွတ်မြောက်ခွင့်ငါမပေးနိုင်ဘူး ဒီကဘာမှာလောဘပြည့်နေနေတယ်ကျေရှစ်ပွင့်ရှေအောင်နှဖျားတစ်ပါးရဲ့ဆွဲဆောင်မှုကိုဘယ်နှယောက်ကလိုက်ပါအကြောင်းမလဲဆိုတာငါသိချင်မိတယ်ဝင်လင်းရဲ့မျက်နှာမှာကြောက်မောက်ဖွေရကောင်းတဲ့အပြုံးတစ်ခုကပေါ်လာပါတယ်ထိုးချိန်မှာအဝေးကနေမိတော့တန်တစ်ခုကရောက်လာပါတယ်ဝလီနဲ့ပေထောင်ကွာကိုရောက်တော့မိတော့တွေအပြောက်ွက်သွားပြီးအနီအောင်ဝေးုံနဲ့အကြီးကဲတယောက်ကပေါ်လာပါတယ်အဖိုးကြီးကဝလင်းကိုတင်းငိမ်စွာနဲ့ကြည့်ပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်နဖျားဤခရစ်အလောင်းကိုင်းနဲ့ကောင်းဝင်းတခွေနဲ့ချူရန်နိုင်ငံတို့ကတန်တမန်တွေကိုဆစ်လွတ်လိုက်ပြီးနောက်ခံမမှာစောင့်နေကြပါတယ် 多罗奈追进巴德拉。 ထိုအကြီးကဲကနဆိုးဦးညင့်ပြီကိုတွားခဲ့တဲ့အကြီးကဲ6ဟုတ်ထေကတယောက်တော့မဟုတ်ပါဘူး။ဝယ်လင်းကသူ့နမယားရွှေဆိုတော်ကိုပဲသိပြီးနိဗ္ဗန်ဖြစ်စည်းသူအလဲအဆင်းမှာရှိနေပါတယ်။နိဗ္ဗန်ဖြစ်စည်းသူအစဉ်အကြီးကဲတွေကြားမှာသူ့ရဲ့ဂုံတရင်ကအများကြီးဟုမှရှိပါတယ်။လွန်ခဲ့တဲ့ရက်အနေနဲ့တွင်မဟာမိတ်ဖရာတန်တမန်အများကြီးကသူ့ကိုဂုံပြူဖို့အတွက်ရောက်လာကြပါတယ်။တောင်မန်ဒီငတ်နဖရာခိုင်းဝင်းနေတဲ့အကြီးကဲတွေကသူတို့ကိုချိုးဆွရမှာမလို့ဝယ်လင်းကထိုလူတွေနဲ့သဘောဆန့်ပဲမတွေ့ပါဘူး။ကောင်းကင်တခွင်နဲ့အလောင်းကိုင်းကလူတွေကိုဆစ်လို့တာကတော့ပထမဆုံးအကျင့်ပါ။ဝယ်လင်းကထောဆောင်ဘလူကိုင်း ွေ့ရမလဲဆိုတာခဏတစဉ်းစားပြီးရဲ့နောက်တန်တမန်ဒီနဲ့မတွေ့တော့ဘူးဆိုတဲ့အတွေးကိုပြင်လိုက်ပါတယ်သူကထားရက်ပြီးတင်ငိမ်စွာနဲ့ငါသူတို့နဲ့တွေ့မယ်သူက ပြောလိုက်ပါတယ်အဖိုးကြီးကဝလင်ကိုတင်ငိမ်စွာနဲ့ကြည့်ပြီးတော့မေးလိုက်ပါတယ်နဖျားဤကလေးရဲ့အစီအစဉ်ကိုကျွန်တော်ကမေးကျင်ပါတယ်ကျွန်တော်တယောက်တည်းရမဟုတ်ပါဘူးအခြားအကြီးငယ်တွေကလည်းအတူတူပဲတန်တရားရှိကြပါတယ်နဖျားဤကလေးကကျွန်တော်တို့ကိုဖိပေးနိုင်မယ်လို့မျှော်လင့်ပါတယ်မိုးပြောင်းနဂါးနဖျားဤကလေးကိုကဲတင်ကြ ဝလင်းကပြောပြီးရတော့အဖိုးကြီးကိုမကြည့်ပဲအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီးပြန်ထွက်သွားပါတယ်။ရွှေဆိုတဲ့အကြီးကဲကလည်းတုံလုံးသွားပြီးဝလင်းပြောက်ွက်သွားတဲ့နေရာကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားပါတယ်။မိုးပြောင်းငကားနှစ်ဖြာဤကတဲ့သူကအသက်ရှူတံပြင်းပြင်းနဲ့မိကုန်းတွေထပ်ပြီးတော့မမီတော့ပါဘူးထိုစကားလေးလုံးကြောင့်သူ့ရဲ့စိတ်ထဲမှာလုံအောင်ထိတ်လန့်သွားပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်